မင်္ဂလာပါကောင်းချီးမင်္ဂလာရှိသောနေ့သစ်ဖြစ်ပါစေလို့နှုတ်ခွန်းဆက်ပါတယ်ထာဝရဘုရားထံတော်ပါမှာခန္ဓာစိတ်ဝိညာဉ်မာစာခြင်းအမျိုးမျိုးကိုခံစားရပါမည်အကြောင်းလဲဆုတောင်းပေးပါတယ်ဒီမနက်မှာကျေးဇူးတော်အပြင်ကျွန်တော်နဲ့အတူနှုတ်ကပတ်တော်ဆင်ခြင်ဖို့ဘုရားသခင်ပြင်ဆင်ပေးတဲ့အတွက်ကြောင့်မလို့တမန်တော်ဝုထုခန်းကြီးခုနှစ်အပိုင်းငယ်53ကိုဆင်ခြင်ဖို့ပြင်ဆင်ထားပါတယ်သင်တို့ဒီကောင်းကင်တမန်များခင်းကျင်းသောအပြင်ပြည့်ညက်တရားတော်ကိုခံရတော်လဲ မဆောက်မလျှောက်ကြဟုတတိဖံမွတ်ဆို၏တတိဖံကတော့ကနဦးအတင်းတော်ပါတင်းတော်အဖြစ်ခံထားခြင်းခံရတဲ့ပညာနဲ့၎င်းဝิญဉာဏ်နဲ့၎င်းပြည့်စုံတဲ့လူတစ်ယောက်ဖြစ်ပါတယ်သူကဣတရေလလူမျိုးတွေကိုစံစာနဲ့ထောက်ပြပြီးတော့မှသူတို့ရဲ့အဖြစ်တွေသူတို့ရဲ့ဘိုးဘေးတွေရဲ့မှားယွင်းချက်တွေကို မြင်စေပါတယ်အဲ့ဒီမှာကျွန်တော်စိတ်ဝင်စားတာတစ်ခုကဘာလဲဆိုရင် တင်တို့သည်ကောင်းကင်တမန်အခင်းချင်းနဲ့ပြည့်ညက်တော်တွေကိုခံရတာတောင်မှ မဆောင်လျှောက်ကြဘူးလို့ဖော်ပြတာကိုတွေ့ရပါတယ်တကယ်တမ်းကျတော့ဤတေလလူမျိုးတွေလောက်ဖရာသခင်ရဲ့ပြည့်ညက်တော်တွေကို ဆောင်လျှောက်တာ အမမခံတာသူတို့ပဲဖြစ်ပါတယ်ဖရာသခင်ပြောတဲ့စကားတွေကိုတသွေးမတိန်လိုက်လျှောက်ကြတယ်လို့သူတို့ကိုသူတို့ခံယူကြတာလည်းဖြစ်ပါတယ်ဒါကြောင့်မလို့အဲ့ဒီလူမျိုးပြည့်ညက်တော်တွေကိုအမှန်တကယ်ဆောင်လျှောက်ပါတယ်ဆိုတော့ သူတို့ကိုတတိဖန်ကမင်းတို့တွေဟာ ပြည့်ညတ်တော်တွေကိုတကယ်မဆောင်ကြပါဘူးလို့ပြောလိုက်တော့အနာဘောဒုတ်ကြတယ်လို့ဖြစ်တာအမှန်ပဲဖြစ်ပါတယ်သူတို့မခံနိုင်ဘူးတတိဖန်ကိုအံသွားခဲကြိတ်ပြီးတော့မှဂဲနဲ့ပေါက်တက်ဖို့ရန်အတွက်ပြင်ဆင်ကြတာကိုတွေ့ရပါတယ်အင်မတန်စိတ်ဝင်စားစရာကောင်းတဲ့ကိစ္စပဲဖြစ်ပါတယ်ဤသေးလလူမျိုးတွေကဒီနေ့ထိတိုင်အောင်ဖျားသခင်ရဲ့ပြည့်ညတ်တော်တွေကိုစောင့်ရှောက်တဲ့လူမျိုးတော်လို့ တို့ကိုသူတို့ထင်မှတ်တော်လဲတတိဖန်ပြောတဲ့စကားအရာဘယ်ပြင်းညက်တွေကိုသူတို့ကချိုးဖောက်တာလဲပြင်းတီကိုချိုးဖောက်ရခြင်းအကြောင်းရင်းကဘာတွေလဲဆိုတာကိုကြည့်တဲ့အခါမှာအပေါ်ပိုင်းမှာတွေ့ရပါတယ်။သင်တို့ဘိုးဘေးတွေကတဲ့ prophet တွေကိုအမြဲတမ်းနှင်းစေကွက်မြက်ကြတယ်လို့ဖော်ပြတာကိုတွေ့ရတယ်လို့အခုလည်းပဲဘုရားသခင်ရဲ့ဗျာဒိတ်တော်အတိုင်းပဲစေလွတ်တော်မူသော အရှင်ကိုမင်းတို့ကွက်မြက်ကြပြီဆိုပြီးတော့မှဖော်ပြတာကိုတွေ့ရပါတယ်။အဲ့တော့ တခြားပြည့်ညက်တွေမိဘကိုဇူသေးရမယ်လို့လူအသက်မတက်ရဘူးလို့သူများပစ္စည်းမခိုးရဘူးလို့မှစပွဲနေလာစမ်းနေဥပုံနေတွေကိုစောင့်ရှောက်တဲ့အရာတွေကိုပြောနေတာမဟုတ်ဘဲနဲ့ဘုရားသခင် စေလွတ်လိုက်တဲ့သူတွေအပေါ်မှာသူတို့ရဲ့တုံ့ပြန်ချက်တွေမကောင်းဘူးဆိုတာကို ဖော်ပြနေခြင်းဖြစ်တာတွေ့ရပါတယ်။ရှေးယခင်အဆက်ဆက်ကလေးကဓမ္မဟောင်းကျမ်းမှာပါတဲ့အကြောင်းတွေကို ကြည့်ရင်ဤတေလလူမျိုးတွေဟာ ဘုရားသခင်ရဲ့ prophet တွေကိုညင်ပယ်တယ်။မှားယွင်းတဲ့ prophet တွေကို လက်ခံတယ်။ဘာလ prophet တွေကိုလက်ခံတယ်။ထာဝရဘုရားရဲ့ prophet တွေကို မျက်နှာသာမပေးဘူး။ဒီလိုအဖြစ်အပျက်တွေရှိပါတယ်။ဘုရားသခင်ရဲ့စကားကိုတည်ဆောင်းလာပြီဆိုလို့ရှိရင်တို့မကြိုက်ဘူး။တို့ကိုမြောက်ပင့်ပြောဆိုတဲ့စကားတွေဆိုတို့ကြိုက်တယ်။ဒီလိုမျိုးကိစ္စတွေရှိပါတယ်။အခုလည်းပဲတင်းတို့ဟာတင်းတို့ဘိုးဘေးတွေလိုပဲ prophet တွေကိုတတ်မြဲထုံးစံရှိတယ်။ လေပင်ခိုင်မာတယ်နှလုံးဖြင့်၎င်းနားဖြင့်၎င်းအေးပြားလိချင်းမခမ်းတဲ့သူတွေဖြစ်တယ်တင်းတို့ရဲ့လုတ်ရက်တွေကတင်းတို့ရဲ့အကျင့်ကိုပြနေတာပဲအခုလည်းပဲတင်းတို့ဟာဘုရားသခင်ရဲ့ပြည့်ညတ်တော်တွေကိုချိုးဖောက်ကြတာပဲဆိုပြီးတော့မှဒီလိုမျိုးပွန့်ပွန့်လင်းလင်းကြီးထောက်ပြတဲ့အခါမှာမခံနိုင်ဘူးအနာပေါ်တုတ်ကြကုန်တယ်ဆိုတာတွေ့ရပါတယ်။တောင်ကိုချီချင်းအဖြစ်လူတွေဟာပြည့်ညတ်တော်ကိုချိုးဖောက်တယ်ဆိုတာကဥပုံမဆောင်တာလူသက်သက်တာမှအစပြီးတော့မှ ဒီလိုမျိုးကိစ္စတွေကိုပြောတာမဟုတ်ဘဲနဲ့တတိဖန်ပြောသလိုပြောရမယ်ဆိုရင်တော့ကဲတင်မဲ့အရှင်ယေရှု ခရစ်တော်ကိုညင်းပယ်တာဘုရားသခင်ဆေလွတ်လိုက်တော့ဘုရားစကားကိုပြန်ကြားမဲ့သူတွေကိုညင်းပယ်တာမေရှိယအရှင်သခင်ယေရှုခရစ်တော်ကိုလက်မခံတာဒါတွေဟာပြည့်ညတ်တော်ကိုချိုးဖောက်တာပဲဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော်တို့ဟာသခင်ယေရှုခရစ်တော်ကိုယုံကြည်လက်ခံဖို့လိုတယ်။နှုတ်ကပတ်တဲဆောင်လာတော့ ဖရာရဲ့လူတွေကိုလက်ခံဖို့လိုပါတယ်ဖျာရှင်ကောင်းကြီးပေးပါစေဆုတောင်းကြပါစို့ကောင်းမြတ်သောဖရာကိုတော်ကိုယေရှုတင်ပါတယ်ဒီကနေ့ကျွန်တော်ရဲ့အသက်တာမှာလည်းပဲကိုရိုရှင်ရဲ့စကားတော်ကိုညှင်းပယ်တဲ့သူတွေမဖြစ်ဖို့ကိုရောမဆာပါနှုတ်ကပတ်တရားတော်ကိုခန့်ညားတော်သူဖြစ်စေပါသခင်ယေရှုကိုယုံကြည်လက်ခံထားသည့်အတိုင်းထိုသခင်နောက်ကိုလိုက်တော်သူဖြစ်စေပါယေရှုတင်တဲ့ဒီနေ့တာလုံးကိုရိုလက်တော်အပ်ပါတယ်ဒီနေ့နှုတ်ကပတ်တော်ကြားရတဲ့မိသားစုဝင်အယောက်တိုင်းပေါ်မှာ ကိုရောရဲ့လက်တော်ရှိပါမိအကြောင်းနဲ့ခန္ဓာစိတ်ဝိညာဉ်မဆာခြင်းအမျိုးမျိုးကိုခံရပါမိအကြောင်းတဏိတာကိုစက်ကတ်တဲ့ခါသခင်ယေရှုခရစ်တော်နာမ၌စက်ကတ်အနံဆုတောင်းပါ၏အာမင်